ားလုံးလေးစားတန်ဖိုးထားရတဲ့ဘုရားထွန်းမြတ်နိုင်ကိုလှုပ်ကြံဖို့အတွက်မင်းအောင်လှိုင်ကစနစ်တကျစီအမံနေရေးဆွဲဒီနေ့မှာမင်းအောင်လှိုင်ရဲ့အောက်လုံးတွေအကြောင်းကိုကျွန်တော်ဖော်ထုတ်ပေးသွားမှာပါဘယ်လောက်ထိတော့အောက်တန်းကျလဲဆိုတော့မြေပြင်မှာစစ်ရှုံးနေတဲ့ မင်းအွန်လိုင်းဟာအရခတ်တော့ AA ကောင်းဆောင်ဘုကျုံထွန်းမြတ်နိုင်ကိုလှုပ်ကြံဖို့အတွက်အသေးစိတ်ပြင်ဆင်ရေးဆွဲထားတယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်ဘုလိုလူတွေကိုသူအသုံးပြုမှာလဲနောက်တဲ့ဒင်ကူကလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံဟာကြားဖြန့်တွေရဲ့ဤစားပင်ဖြစ်နေတာပါဒါကတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကြားတိပီဖြစ်တယ် ဂျာပန်တွေကိုဘလို့နှိမ်နှင်းပါတယ်ပဲပြောပြောဘလို့ဒီဖမ်းပါတယ်ပြောပြောခဏိမြန်မာနိုင်ငံနဲ့ကျွန်တော်တို့အရှိတောင်အရှမှာအကြီးမားဆုံးခြေကုပ်ရယူထားတဲ့ဂျာဖြတ်လုပ်ငန်းစုခေါင်းဆောင်တွေနဲ့လုပ်ငန်းနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံအတွင်းထဲမှာပဲရှိနေစေပါလှုပ်လဲလှုပ်နေစေပါလိန်လဲလိန်နေစေပါအခုရေးကြည့်ရက်တရုတ်ခေါင်းဆောင်ပိုင်းအချုပ်ကိုမြန်မာနိုင်ငံသား ှတ်ပုံတင်တဲ့မြန်မာနိုင်ငံသား passport ချက်ချင်းနေချင်းပြီးထုတ်ပေးပြီးတော့အခြားနိုင်ငံတွေကိုလေရင်တွေနဲ့ထွက်ပြေးဖို့ပူးပေါင်းကူညီလှုပ်ဆောင်ပေးနေတဲ့မအားလနဲ့လာဝကပေါင်းပါတိုက်ချောင်းလိုပါကျွန်တော်ရဲ့မိသားစုဝင်တွေကြားသိရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုအရန်ကိုအရေးကြီးပါကျွန်တော်ရဲ့မိသားစုဝင်တွေတူးချင်းစီတိုင်းဝင်ကြည့်ရှုပေးဖို့ လေးစားစွာဖိတ်ခေါ်ပါတယ်ပထမဆုံးအတိပေးဆရာတစ်ခုရှိပါတယ်အဲ့ဒါကကျွန်တော်ရဲ့ရဲဘော်ရှမ်းလေး Telegram channel က log out ဖြစ်သွားပါတယ်ဆိုတော့ကျွန်တော် login ပြန်ဝင်ဖို့အတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်မူရင်းနဲ့ login ပြန်ဝင်စူးစမ်းနေတယ်ဒါပေမဲ့အဆင်မပြေသေးပါဘူးမကြမ်းမကြမ်း log out ဖြစ်တာကိုတော့ကျွန်တော်ကြုံတွေ့ခဲ့မှုပါတယ်ဒီခေါက် log out ဖြစ်တာကကျွန်တော်ရဲ့ဒါ main channel နဲ့ဒီအဲ့ဒီ channel ကိုဖွင့်တဲ့ official ဒီ အကောင့်ကပါ delete ဖြစ်သွားတဲ့ပုံစံမျိုးကြုံတွေ့နေရတာပါအဲကျွန်တော်အခု Telegram ကျွန်တော်တို့ sporting ကိုလည်းပဲဒါမေးပို့ပြီးတော့ကျွန်တော်အ owner ဖြစ်ဖြစ်တဲ့အကြောင်းကျွန်တော် report တင်ထားပါတယ်အပြန်အဆင်ပြေမလားအဆင်မပြေလားဆိုတာကတော့50 50ပါပဲဘာလို့ဆို Telegram ကတည့်အတိုင်းပဲလေ channel ကကဘာကြီးမှာတော်တော်လေးဒါဟိုဖြစ်နေတာအောင်မြင်နေတာဒါပေမဲ့အဲသူတို့ team လို့လို့ပုံကနှီးကွေးတယ်လို့လည်းကျွန်တော်ကြတိထားပါတယ် ဒါကလက်ရှိပေါ့နော်ကျွန်တော်ရဲ့အခက်ကလေးတစ်ခုကိုကျွန်တော်မိသားစုဝင်တွေကိုပရမအူစွာဖော်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီမင်းအောင်ဟင်အားတကယ်ကိုအောက်တန်းစားပါဒါကြောင့်လည်းပဲမြို့သမီးကိုဖမိန်ဟိုကျွန်တော်တို့မီယိုဒေါန်ဆန်းစွတ်ကြည်ကိုဖမ်းချုပ်ထားတယ်ဆိုရဲကဒီကောင်ဘလောက်တိအောက်တန်းကြလဲဆိုတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တမနာကြီးကိုလည်းပဲ ဒီနေ့အချိန်ထိကဘာကြီးကဘလို့ပဲပြောပြောသူတို့တွေအချုပ်ထက်ထက်ထားစေပါတော့အောက်တန်းကြတဲ့ကောင်ထပ်ပြီးတော့အောက်တန်းကြဖို့လည်းရှိနေပါတယ်အဲ့ဒါကတော့အကတက်တော့အေအေရခိုင်သူကရခိုင်သားတွေအားလုံးလေးစားတန်ဖိုးထားရတယ်ဘို့ကျုပ်ထွန်းမြတ်နိုင်ကိုလှုပ်ကြံဖို့အတွက်မင်းအောင်နိုင်ကစနစ်တကျအစီအမံတွေရေးဆွဲထားပြီးပါသူရေးစားထားတဲ့ အစီအစဉ်တွေကမကြုံထွန်းမြတ်နိုင်တဲ့ alkhat.aaule ခေါင်းဆောင်တွေကိုလုံးကြံတက်ဖြတ်ဖို့ဖြစ်ပါတယ် giant view ကိုကျွန်တော်ရရခိုင်သူရခိုင်သားညီကိုမောင်မတွေ sharing ပြန်လုပ်ပေးဖို့ကျွန်တော်ဒီကနေပြီးတော့မေတ္တာရက်ခံလုပ်တယ်ရခိုင်ကိုထိရင်ကျွန်တော်တို့ကိုထိရတဲ့အတူတူပါပဲလက်ရှိကျွန်တော်တော်လန်ရေးကာလာတော့ရှောက်မှာတိုင်းရင်းသားတွေတွေမှာ alkhat.aa ရဲ့ပြတ်သားတဲ့ အကြံဖတ်စစ်ခွေးတက်ခြေမုံတဲ့ပုံစံတွေသူရဲ့စစ်နီးပြူဟာတွေသူရဲ့ဦးဆောင်မှုအရေးချင်းတွေပြီးတော့ရခိုင်သူရခိုင်သားတွေရဲ့စီလုံးညီညွတ်မှုအခြေအနေတွေကကျွန်တော်တို့အတွက်ကတော့အမခံပါကျွန်တော်တို့ကနေဒီနေ့အချိန်ထိ jewelry aa လို့မျိုးကျွန်တော်တို့မလုပ်ပြနိုင်သေးဘူးဝန်ခံပါတယ်ကျွန်တော်တို့အတူယူနေစေကျွန်တော်တို့တင်ယူနေရစေကျွန်တော်ရဲ့နီးပြတင်နေမှုဟာ အခါတတော်အေးအေးပါကျောင်းပိုက်ခရေးဆရာတွေကရခိုင်နေဖြစ်ပါတယ်ရခိုင်ရဲ့တင် जा ပူချမှုကိုခံယူရင်းနဲ့ကျွန်တော်လူတော်လိုက်ရေးအပေါက်ပွားလာတဲ့ရေးပေါ်တယောက်ဖြစ်တယ်ဒါကြောင့်ရခိုင်ကိုထိရင်ကျွန်တော်ကိုထိတာ ਨੇ တူတူပဲအခါတတော်အေးအေးနဲ့ JL ဘုဇုထွမြတ်နိုင်တဲ့ခေါင်းဆောင်တွေကိုထိရဲဆိုရင်တော့ကျွန်တော်ကိုထိတာ ਨੇ တူတူပဲလို့ဆိုတာပါကျောင်းဘလို့ပြောပဲပြောဆိုပါစေကျွန်တော်ကရခိုင်နဲ့တူတူရှိတာ ကျွန်တော်ခိုင်းအတွက်ကျွန်တော်ကျေးဇူးပြန်ဆက်ဖို့အခွင့်အမြဲတမ်းမျှော်လင့်နေတာပါကျွန်တော်စစ်မြေပြင်မှာအတူတူလုပ်တည်လုပ်ခဲ့ဘူးတယ်အခုအခက်တက်တော့အေအေနဲ့ရခိုင်ခေါင်းဆောင်တွေကိုမင်းအောင်လှန်ကလုံးကြံတက်ဖြတ်ဖို့ပြင်ဆင်ထားပြပါသူရဲ့ပြင်ဆင်ချက်တွေကိုကျွန်တော်အသေးစိတ်ဖော်ပြလို့မရသေးပေမဲ့ သူဟာအ धिक အားဖြင့်သူ့လိုဒလန်တွေကိုအသုံးပြုပြီးတော့ကျွန်တော် Aegis Spine တွေနဲ့ကျွန်တော်ထောက်လန်းရေးကိုအထူးပြုပြင်ဆင်ထားပြီးဖြစ်တဲ့တဲတီစိတ်ဝင်ပြီးတော့ ULA ရဲ့ခေါင်းဆောင်ပိုင်းတွေရဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ location ရဖို့အတွက်သူတို့တွေနောက်ဆုံးပြတ်မှတ်ထားတာဖြစ်တယ်။မြေရင်မှာရှင်းလင်းနိုင်မဲ့အခြေအနေတွေကိုသူတို့တွေပုံဖော်ပြီးတော့စီစဉ်နေကြတယ်လို့ လူကြီးရှင်းတဲ့ point ကြီးညှောရသွားရင်တင်းနေရရသွားရင်အဲ့ဒီနေရာကိုအမှုန်ကျိတ်ဖို့လေသူတို့တွေပြင်ဆင်ထားတယ်လို့လည်းသိရှိထားရတာဖြစ်ပါတယ်အနည်းအချင်းထိဒီလေအေအေကိုဒူးထောက်ရှုံးပေးနေရတယ်ဆိုတာမင်းအောင်လှိုင်တဲ့လက်ရှိ standard army ချင်းညာတပ်ပါဆိုတဲ့စစ်ဘုံချုပ်တွေအကုန်လုံးဝန်ခံထားရတာလက်ခံထားရတာ ဘာကြောင့်ကျွန်တော်အဲ့ဒီစကားပြောတာလဲဆိုတော့အရခတက်တော့အေးအေးစစ်မြေပြင်ကိုဘယ်ခွေးမှရှည်တမ်းမထွက်ချင်ဘူးအရာရှိအပါဝင်တက်ချက်ကြီးစီကျူကြီးတွေအောက်ခြေခွေးသားတွေပါအပါဝင်ဂျွယ်လီအိမ်နဲ့ထိစပ်နေမြင်တော့အဲ့ဒီနေရာကိုရှည်တမ်းပို့မယ်ဆိုတာနဲ့ထွက်ပြေးဖို့အစဉ်နဲ့ပြင်ပြီးသားနောက်ကမိသားစုဝင်တွေကလည်းစစ်ခွေးတန်းလျာမှာထုတ်ပိုးတွေပြင်ဆင်ပြီးသား ဒီလိုထွက်ပြေးဖို့ခွင့်ရမရဘူးဆိုရင်တော့မိုဟင်းကအရေးကြကြချက်ဖို့ပြင်ဆင်ထားနေရတဲ့သူတို့ရဲ့ဘဝဘလို့ပဲ ULAA ကိုထုံးညက်တာဘလို့ပဲထုံးနဲ့ထုံးနဲ့ဒကန်သူကန်သားရဲ့စီလုံးညညမှုအရကားရဲ့ညမဆုံးသောစိတ်တွေကိုပေါ်ပြနေတဲ့ခဏိကာလခဏိအဝဲရရယူနေတဲ့အချိန်မှာသူတို့တွေရခိုင်ရဲ့စီလုံးညညမှုကို ဘာသာကြီးနဲ့တွေးခွဲတယ်လူမျိုးကြီးနဲ့တွေးခွဲတယ်ပြီးတော့ရခိုင်ရခိုင်အချင်းချင်းတွေးခွဲကြတယ်တကယ်တော့ရခိုင်ကြီးကတကယ်ကိုထိရှိထိလွယ်ရှာလွယ်တဲ့နေရာအာကျွန်တော်တို့ခိုးဝင်မျိုးစုံတွေနဲ့နှစ်ပေါင်းများစွာအမြင့်တွယ်နေတဲ့လူမျိုးကြီးဘာသာကြီးအများကြီး ဒါတွေကို ULA အေးကအကောင်းဆုံးတော်နိုင်ရင်းနဲ့တော်နိုင်နေခြင်းနဲ့အချိန်တည်းမှာပဲဆောင်ရွက်နေတာကျွန်တော်တို့အားလုံးမျိုးဝါထစ်တွေမြင်တွေ့နေရပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေဘုရားဖုံးမြတ်နိုင်ဟာကျွန်တော်နိုင်ငံရဲ့ Federal Democracy ရဲ့အလားအလာအကောင်းဆုံးသောခေါင်းဆောင်ဖြစ်တယ်ကျွန်တော်မျှော့ပြန့်ပြောနေတာမဟုတ်ရေဝရှန်လေးမီဂျူအလီအေနဲ့ တို့ရဲ့စစ်တင်တန်းကိုမင်းတက်ခဲ့ဘူးလေဆိုတော့မောင်ဆောင်ခဖြစ်လူမျိုးပဲဖြေရမှာဖြစ်ဟုတ်ပါတယ် ULAAA တပ်ဖွဲ့ဝင်တွေတင်ကြားတဲ့စစ်တင်တန်းကိုတက်ခဲ့ရသလို ULAAA ကျွန်တော်တို့ရဲ့ဆရာတွေရဲ့တင်တန်းဆရာတွေရဲ့အပြစ်ပေးအရေးယူခြင်းကိုလည်းခံခဲ့ဘူးတဲ့ရေပေါ့ကျွန်တော်ရဲ့တင်မနှစ်ဖက်မှာ ULAAA ကရိုက်ထားတဲ့တင်ကြားရင်းနဲ့ကျွန်တော်တို့အပြစ်ကျူးလွန်မှုလို့ ဆုံးမထားတဲ့ဒဏ်ရာလေးတွေရှိကြပါတယ်။ကျွန်တော်ထွေးစားကန်ပြီးကျွန်တော်တန်းစီရတယ်စနစ်တကျအချိန်နဲ့တပြေးညီအချိန်နဲ့ထွေးစားရတယ်။ကျွန်တော်တို့မနေ့9နာရီတည်းကစစ်တင်တဲ့တက်အေးတက်စုကြီးကအုပ်လိုက်ကြီးလက်ထဲမှာအပြန်စားလို့ရှိတယ်။ဝစစ်ပိတ်ကြီးကိုင်ထားလား။နာရတော့ကြရင်ဖောင်းဒါမှမဟုတ်တစ်ချက်မှမဆဲဘူးသူတို့ တစ်ချက်မှမျက်နှာမပြတ်သွားဘူးလက်စမှုဆိုကျွန်တော်တို့ရှိရငိုတော့ချိန်လုံးထိုင်နေတယ်ကျွန်တော်တို့လေ့ကျင့်နေတယ်ကျွန်တော်တို့တို့ခိုင်းသွားရတာပဲမဟုတ်ဘူးကျွန်တော်တို့လည်းတားလည်းရှိနေတာအမြဲတမ်းကျွန်တော်မကြမကြထုတ်ပေါ်ပြောဆိုတတ်ပါတယ်တည့်ရမှာကျွန်တော်နောက်ကျသွားတယ်အဲ့တော့ကျွန်တော်တို့အဲကျွန်တော်ကဒုတိယမြောက်ပေါ့နော်ဒုတိယမြောက်စစ်တင်နေတက်ခဲ့တဲ့အချိန်ကပေါ့အဲ့တော့ ကျွန်တော်အရှိမဘလို့ပဲတင်တဲ့တက်ခဲ့တက်ခဲ့ကျွန်တော်အရှိမကရင်ကရင်တီကိုစစ်တင်တဲ့တခါတက်ခဲ့ပြီးသွားပြီဒုတိယမှာစစ်တင်တယ်မှာကျွန်တော်အရှိမဘာပဲတက်ခဲ့တက်ခဲ့ကရင်စည်ရပြတင်တယ်မှာဖြစ်ဖြစ်ကရင်တက်ခဲ့ရေးပဲဖြစ်ကရင်စည်ရပြူတာပဲဖြစ်ဖြစ်ကျွန်တော်ဘလို့ပဲတိခဲ့တိခဲ့တိခဲ့တာလေအကုန်ထားအားလုံးအသက်ပဲအော်ဒီမင်းစားတဲ့နေ့မှာကျွန်တော်အပြစ်လေးတစ်ခုဖြစ်သွားတယ်ဘောနော်နောက်ကျတဲ့ဖြစ်ပါပဲဆိုတော့ ။ဟောမောက်မောက်ဆိုတာကညီကြီးပေါ်မှာဝင်ရောက်မောက်ကတာမဟုတ်ကျွန်တော်ဒီလိုဒီဘက်ထောက်ပြရဒီဘက်ထောက်ပြရဒီဘက်ထောက်ပြရပြီးတော့ကျွန်တော်တို့ကိုင်လာတဲ့တနတ်တွေတနတ်တွေရှိတယ်။ကျွန်တော်တနတ်မှာကအာလက်လို့တက်တာတနတ်တွေပဲကိုင်ရတာပါ။ဆိုတော့ပေးမင်းတနတ်ဖင်ထောင်ရတာတော့ဖင်ထောင်ပြီးတော့ဒီလိုပေါက်ပေါက်ပေးထားတာ။ကိုယ်မေးထားတာပေါ့ဗျာ။ညိုလက်တစ်ချောင်းနဲ့တနတ်ကိုကိုင်နေဒီလိုရိုက်တယ်။ဖောင်းဒီစိတ်သွားတာ။သမင်းစောက်တော့ပိုကောင်းသွားတယ်။ ပြစ်ပေးတယ်ဒါပေမဲ့ဒီနေ့ချိန်ထိသူတို့ပေးတဲ့အပြစ်ကိုကျွန်တော်ကျင့်က်စွာခံယူနေစေဘာကြောင့်လဲဆိုတော့သူတို့ရဲ့ရင်ဘတ်ထဲကိုကျွန်တော်တို့မြင်တွေ့ရတယ်ကျွန်တော်တိုက်ပွဲတွေမှာမသေးအောင်ကျွန်တော်ရဲဘော်အချင်းချင်းကာကွယ်နိုင်အောင်မင်းတို့တိုက်ပွဲတွေမှာမင်းတို့ရဲဘော်အချင်းချင်းကာကွယ်နိုင်ရမယ်ပြီးတော့မင်းတို့အသက်ကိုမင်းတို့ပြန်ပြီးတော့ကယ်နိုင်ရမယ်ဒါမှလည်းပဲမင်းတို့ချစ်တဲ့မင်းတို့နိုင်ငံအတွင်းထဲမှာရှိတဲ့မင်းတို့ရဲ့မိသားစုဝင်တွေကိုမင်းတို့ ကတင်နိုင်မှာဖြစ်တယ်ကတင်မှာအာရန်ကုန်မန်လေးမြို့ပြဒေသတွေမှာပေါ့ဗျာအခုဆိုရင်ရန်ကိုပလောရိုက်နေတာအာပွဲတော်ပွဲတော်တွေနဲ့ပြီးတော့ရှိုးပွဲရှိုးပွဲတွေမှာကျို့တော့ဘာမှရေဝမ်းမှရှိနေတဲ့ကောင်းတယ်ဆယ်လီတွေပေါ့ဗျာငါစနူတွေလိုပဲကျွန်တော်တုံးပြတယ်အဲ့ဒီကောင်တွေကအာသူတို့ကို white cross လောက်တာအာသူတို့ကိုဝေဖန်တာသူတို့ကိုပြစ်တင်ရှုံချတာတော့ဒီကောင်တွေကိုကြိုက်ဘူးပေါ့ ။ခုနက G Fire ကျွန်တော်ပြောပါသေးတယ်။ဘိုင်ဝန်းစိန်ခေါ်တယ်ဗောနသူ့ weapon နဲ့သူပြီဆို။စကားပြောခြင်းတော့ရမှာမဟုတ်လိုက်ဘူး။ဟုတ်ပြီ။ဘဘော ULA AA ကိုစစ်မြေပြေမှာမနိုင်တော့တဲ့အချိန်မှာအောက်တန်းကြစွာနဲ့ခွေးချင်းခွေးချံကြံပြီးတော့ဘုရုံထုံးမြတ်နိုင်တဲ့ခေါင်းဆောင်တွေကိုလှုပ်ကြံတက်ဖြတ်ဖို့အတွက် သူတွေပူပြင်းစူးစမ်းနေကြတာကြာပါပြီ။ဒါပေမဲ့ ULA A ရဲ့စနစ်ကြတယ်ဗောနော်ဒါလုံလုံကြီး C ပြီးတော့ပြည်သူအပေါင်းရဲ့ဒါဝင်းပါဝင်ကူညီမှုဒါမှမဟုတ်ကျွန်တော်တို့ဒါပကြုံတုံးမြတ်နိုင်ခြေပါလေးတခုကိုဒါဒါရန်ယူဝါသားတွေနေဗောနော်တော်ရောက်တွေ့ဆုံနေဓာတ်ပုံမှတ်တမ်းလေးတပုံထွက်ခဲ့ဘူးလေ။ဒါပေမဲ့အဲ့ဓာတ်ပုံမှတ်တမ်းရဲ့နောက်ခံ background မှာဗောနော်ကျွန်တော်တို့ဒါခြေရနဲ့နမေစိတ်ပိုင်းလေးအချို့ပါသွားတယ်အဲ့ဒီရွာကိုမကြခင်ပါပဲကျွန်ဖက်စစ်ကွတ်တက်က ဘုံလာကျဲသွားတယ်ဆိုဒီလိုအခြေအနေမျိုးတို့ကဘုဇုထုံးမြင့်နိုင်ရှိတဲ့နေရာကိုတို့ကဘုံကျဲတက်ဖြတ်ခြင်းတာအစဖြောက်ခြင်းတာဘလို့မှတို့ဘယ်လိုလဲကြိုးစားကြိုးစားနောက်ပြန်တယ်တို့တိတ်တိတ်ကြိုးစားကြံစီနေခဲ့တာကြာပြီအဲ့လိုကြိုးစားကြံစီမှုကတို့အရာမရောက်သေးဘူးတို့မအောင်မြင်သေးဘူးဒါကြောင့်အခုဆိုရင်တော့အချို့သောဒေသခံတွေကို မလုံးများစွာပေးပြီးတော့အသုံးချနေပြီလို့ကျွန်တော်သိရရှိထားတာဖြစ်ပါတယ်။အရန်စိုးရင်စရာကောင်းတဲ့အခြေအနေပါ။ဒီကောင်နေရယောက်ျားမဟုတ်တော့ဒီကောင်နေရလူလည်းမဟုတ်တော့ဒီကောင်နေရခွေးတလိစံတဲ့အောက်တန်းကြားတဲ့သူဖြစ်နေပြီဆိုတာကိုကျွန်တော်တို့အားလုံးတွေ့ခဲ့ပြီဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ရဲ့ကာလတွေမှာအာဆီယံအစည်းအဝေးကိစ္စတွေပါနောက်ဝင်ပြီးသွားတဲ့အချိန်ပေါ့နော် ဒါဥရောပနိုင်ငံအသီးသီးကနေပြီးတော့လက်ရှိရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံးဝကိုသိမပြုဘူးဆိုတဲ့အကြောင်းတွေကိုစက်တိုက်ဖော်ပြခဲ့တာယေရှုတမန်တော်ယေရှုတမန်တော်ကွာသူကွာသားတွေနိုင်ငံနိုင်ငံကြီးတွေကျွန်တော်တို့မြန်မာနိုင်ငံတေးသေးလေးကိုအမီးရောခံဖြစ်နေတာကြားပါဘာကြောင့်ကျွန်တော်တို့နိုင်ငံအမီးရောခံဖြစ်နေတာလဲတကယ်တော့အမီးရောခံထိုက်တဲ့နိုင်ငံမဟုတ်ပါဘူးအယုတ်ကြောင့် ကျွန်တော်နိုင်ငံအပေါ်မှာဂုတ်ခွစီးထားတဲ့အတွက်တရုတ်နဲ့ရှင်ပြန်ပြီးတော့ပေါင်ပတ်တပ်ဖို့နိုင်ငံတော်တော်များများကစဉ်းစားကြတဲ့အခြေအနေဖြစ်နေတာပါဟုတ်ပြီတရုတ်ဟာလည်းပဲကျွန်တော်နိုင်ငံကိုဂုတ်ခွစီးထားသလိုကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့အကျိုးစီးပွားမှန်သမျှကို မောင်းပိုင်စီးထားသလိုကမ္ဘာကြီးကိုပါလိမ်လည်ဖြားယောင်းသွေးဆောင်တဲ့ ကြားဖြတ်လုပ်ငန်းတွေနဲ့ပါကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှင်သန်ကြီးထွားစေခဲ့တာပါတရုတ်ဆိုရင်တရုတ်နိုင်ငံသားတွေအကုန်လုံးမကောင်းပြောနေတာမဟုတ်ဘူးတရုတ်မှာရှိတဲ့မာဖီးယားအချို့ဟောကောင်မိုင်းအချို့ကြီးရဲ့လုပ်ရက်တွေအောင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတကယ့်ကိုစုတ်ပြတ်တက်နေတဲ့ခဏအချိန်ထိဟုတ်ပြီတိုင်းတို့လာဝကကနေပြီးတော့ဂျပန်ခေါင်းဆောင်အချို့အပါအဝင်ဒီဂျပန် တရုတ်တွေကိုတိန့်ထောင်နဲ့ချီရယူပြီးတော့မှတ်ပုံတွေအတုတွေ passport အတုတွေနေချင်းပြီးဆောင်ရွက်ပြီးတော့သူတို့ကိုမြန်မာနိုင်ငံအတွင်းကနေပြီးတော့လော့စီစဉ်ပြီးနေကြတယ်ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်ထိလည်းလော့ကန်ပြီးနေစေဖြစ်တယ်လို့သတင်းတိကျရရှိတာဖြစ်ပါတယ်ဒီမှတ်ပုံတွေအတုနဲ့ပတ်သက်ပြီးတော့ passport အတုနဲ့ပတ်သက်ပြီးတော့အတုတော့မဟုတ်ဘူးမကျွန်တော်ရင်မသားဆုံးမြန်မာနိုင်ငံလောက်ကလူမျိုးကြီးချက်ရေးကိုနိုင်ငံကထုတ်ပေးလိုက်တာအတုမဟုတ်ဘူးအစ်စ်တရား မန္တလေးမှာရှိတဲ့တရုတ်တွေအကုန်လုံးကမြန်မာနိုင်ငံသားမှတ်ပုံတွေကင်တာလာကြားလာအချို့မြန်မာနိုင်ငံသားတွေတောင်းရင်လာရင်နဲ့ကြပြောက်သွားလို့မှတ်ပုံတွေဒါပေမို့ပျက်စီးသွားလို့ဆုံးရှုံးသွားလို့မျိုးမျိုးပျောက်ပြက်နိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်မြန်မာနိုင်ငံသားမှတ်ပုံတွေရုံးမှာသွားလို့ပတ်စံမပိုင်မှတ်ပုံတွေလုံးလို့မရကိုမှတ်ပုံတွေပျောက်သွားလို့နော် စင်းရှိပြီးသားမြန်မာနိုင်ငံသားမပုံနေနံပါတ်တော်မှတ်မိပြီးသားမြန်မာနိုင်ငံသားအဖေလဲငုတ်တို့အမေလဲငုတ်တို့ရှိပါတယ်ဆိုတော့မြန်မာနိုင်ငံသားလောကယုံကိုသွားပတ်စံမပိုင်မပုံနေလုံးဝမရအောင်အဲ့ဒါမြန်မာနိုင်ငံသားတွေရဲ့လက်ရှိဖြစ်ပြကျွန်တော်မိသားစုဝင်တွေအားလုံးသိပါတယ်တော်ဆူဆူဝါဆူဆူပြပြပါဒါနောက်မစက်တဲ့အနာသိမ့်ပြီးနောက်ပိုင်းမှာဘသူတွေကထောက်ခုံပြီးတော့ပျော်လဲကျွန်တော်မိသားစုအနာယူ အကျွန်မဖတ်စစ်တက်ခွေးတက်နဲ့အပေါင်းအပါတိုက်တွေကခထခုံပြီးတော့ပြောတာ။ဘာကြောင့်လဲဟာသူတို့တေဝင်ခိုးရပြီလေသူတို့တေဝင်တဘိုးနှင့်အောင်မဟာရာကြီးသားတော်၎င်းစားလို့ရပြီတောက်လို့ရပြီသူတို့ငွေကိုလူသူရှာလို့ရပါပြီ။အာနာယူနဲ့ပေါင်းပြီးတော့ဒါကြောင့်အာနာရှင်တွေဟာရသပြည်သူတွေအုပ်ချုပ်တဲ့ဒီမိုကရေစီကိုလုံးဝမလုပ်လာတာ။ ဒါမှမဟုတ်အစုံအညီမြန်မာနိုင်ငံတွင်းမှာရှိတဲ့သူတွေဟုတ်လားရောက်ကအုပ်ချုပ်ရေးမှုကြေးကအုပ်ချုပ်ရေးမှုစေရေးမှုရိုင်းမှုအဲ့ဒီအောက်ခြေအတိုင်းကပဲမျောကြည့်လိုက်အကုန်လုံးကွက်ကွန်းမြင်တွေ့ပြီးသွားပြီဟုတ်ပြီအဲ့တော့တရုတ်တွေကိုမြန်မာနိုင်ငံသားမှတ်ပုံတင်အစစ်တွေထုတ်ပေးတာနော်ပတ်စပို့လည်းမြန်မာနိုင်ငံကပတ်စပို့ရှုံးကမြန်မာနိုင်ငံသားမှတ်ပုံတင်ထွက်သွားတဲ့အတွက်ဒီကောင်တရုတ်မှန်းသိတယ် ဒါပေမဲ့ passport ထုတ်ပေးတယ်အဲ့ဒီ passport ရဖို့အဲ့ဒီမပုတ်နေရဖို့တဲ့3000နဲ့1000နဲ့ချီပြီးတော့300 level တရုတ်ကြဖန်တော့က AC ပြီးခဲ့တဲ့ post ရက်တွေမှာကျွန်တော် KNP နဲ့တွဲမှာမတည်ငြိမ်ဖြစ်တဲ့အခါမှာကြပြန်အချို့ကထိုင်းဘက်ကိုတောင်းရင်ကူးပြီးတော့ပြန်ဖြတ်ပြေးကြတယ်တော့သူတို့အဲ့ကျမှပါလာတာတွေကဘက်ဝင်ကိုအစည်းလိုက်အစည်းလိုက်အာဘက်ဝင်ထောင်းတယ်နော် ာလာအိတ်တွေမှာအများကြီးဒါတော့အရှည်ရောသွားတာတွေလည်းအများကြီးဆိုတော့တဘာလုံးပတ်လည်နေတာဗျာအရင်တော့ကတော့တရုတ်ချင်းချင်းလင်းကြတယ်ဗာညာဆိုပြီးတော့အတန်ထွက်အခုကဥရောပနိုင်ငံသားတွေရောအရှိတောင်အာရှတွေရောတကဘာလုံးကိုပတ်လည်နေအဲ့ဒီရထားတဲ့ပတ်စံတွေကနဲမှမနေတာအဲ့ဒီငွေကြေးဘလူးစီးစင်းလဲသူတို့ဘလောက်တောင်မှကြွယ်ဝချမ်းသာလဲဆိုတာကျွန်တော်တို့လုံးဝခံမဲ့လို့မရဘူးအင်းဒီနေမှာ KNU တော်လှန်ရေးကောင်းကောင်းမွန်မွန်လုပ်လို့မရတာကြားဖြန့်တရုတ်မာဖီးယားတွေကြောင့်ဖြစ် အခုကြားပြောင်းကိုကာဝယ်ပေးနေတဲ့ BGF Sochit သူရဲ့အဓိကအကြံပေးပုံကိုတွေကလည်းတရုတ်မာဖီးယားကြားဖြန့်ခေါင်းဆောင်တွေဖြစ်တယ်။ဒီလိုမျိုးစုတွေနဲ့ပတ်သက်ပြီးတော့ဒါတွေဒါတွေလုပ်ဖို့ဒါတွေဒါတွေဒီလိုမျိုးစီစဉ်ဖို့ဗျာ24နာရီမီလင်းရရှိဖို့အတွက်လုံလုံရေးကိုဘယ်လိုလုပ်ကမဲပြီးတော့ရွှေကိုကိုကိုဘယ်လိုမျိုးကာဝယ်ရမယ်ရွှေကိုကိုရဲ့စီမစီကံတွေကိုဘယ်လိုချမှတ်ကမလဲဆိုတဲ့အရာတွေဟာစဉ်းစားကြည့် တို့မလုတ်တက်ဘူးအင်တာဗျူးတွေမှာတော့တို့တလောရီထပ်ထပ်ဖြေတာအချားပြန့်ဆိုတာဘာလဲရှီချင်းဖြင့်ဆိုတာဘာလဲဆိုတော့မှတို့ကောင်းကောင်းမသိကြဘူးအဲ့ဒီမှာရှိတဲ့ခေါင်းဆောင်တွေကင်းရဲ့လက်နက်ကင်တော်လိုင်းအမေရိကန်အပဂျီအက်ဖ်ဒီဂီဘီအေဟုတ်တယ်နော်ကျွန်တော်မိသားစုဆိုတော့သူတို့ကိုအဓိကအကြံဉာဏ်ပေးနေပြီးတော့သူတို့ကို guideline ပေးနေတာကအနောက်ဘက်ကတရုတ်မာဖီးယားခေါင်းဆောင်တွေဖြစ်တယ် သူတို့ကလည်းကဘာကောင်ကပတ်လိနေတာဗျာအကျိုးလက်နဲ့ကင်ထားတဲ့ကောင်းဆောင်တွေကဖုန်းစမတ်ဖုန်းတစ်လုံးတော်မှာကောင်း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 မွန်မွန် control မလုပ်နိုင်ဘူးကိုယ့်ရဲ့ Facebook account ကိုယ့်ရဲ့ Telegram ကိုယ့်ရဲ့ TikTok account တော်မှာမဖွင့်တတ်တဲ့သူတွေအများကြီးဘလို့ကြောင့်သူတို့တွေဒီလိုအခြေအနေမျိုးထိရှင်းတန်းနေတာလဲအနောက်မှာကြိုးကင်နေတဲ့သူတွေဖြစ်တယ်အဲ့ဒီသူတွေကလည်း တရုတ်ခေါင်းဆောင်ပိုင်းတွေဖြစ်တယ်။ကျွန်တော် AKNU နဲ့ကျွန်တော်တို့ဒီတော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေပေါ့နော်။အမင်းတို့ဘာမှလုံးလုံးမရဘူးအချုပ်ဝေဖန်ကြပါလား။ကျွန်တော်တို့လက်ခံပါတယ်။ကျွန်တော်လက်ခံပါ။အေးနေမြေမှာဒါတွေမျိုးဖြစ်အောင်လည်းပဲကရင်တဲကိုကြားဖြန့်တွေကရောက်ရှိနေတာ။ဟုတ်ပြီ။ဒီလိုပြုလုပ်ပေးလိုက်တဲ့ကျွန်တော်တို့ ီမြောက်ပိုင်းကပေါ့နော်ကုကန်ခေါင်းဆောင်ဘိုင်းတဦးရဲ့ညီဖြစ်တဲ့သူပါတဲ့2023ခုနှစ်နောက်ပိုင်းမှာချက်သိန်းပေါင်း1500ရယူပြီးတော့မှတ်ပုံတင် passport အတုကိုနေချင်းပြီးဆောင်ရွက်ပေးခဲ့တာအဲ့ဒီတော့အဲ့ဒီကြားဖြန့်ခေါင်းဆောင်ဟာတဲ့မှတ်ပုံတင်အတုနဲ့ကျွန်တော်တို့ passport အတုကိုကန်ပြီးတော့ကျောင်းနိုင်ငံတွင်းရနေပြီတရံဝင်လင်းကြီးစီးပြီးတော့ထွက်သွားတာဖြစ်ပါတယ်။နောက်ဟိုလင်းနဲ့အေးစစ်စစ်ပြေးတာပါ။တကယ်တမ်းက တရုတ်ကအလိုရှိနေတဲ့ကောင်လေးလဝကကလုံးဝကိုလက်စားပြီးတော့စားစားနဲ့အတုနဲ့လွတ်အောင်လုပ်ပေးလိုက်တာပါအခုဒီလေတရုတ်တွေကို passport တွေမှတ်ပုံတွေအတုတွေကိုလုပ်ပေးနေစေဖြစ်တယ်လဝကကနော်ဆိုတော့မြန်မာနိုင်ငံသားမဟုတ်တော့မှတ်ပုံတွေအတုပေါ့ဗျာအဲ့လိုသုံးနှုန်းတာပါ passport ဆိုလည်းအတုပါကျွန်တော်အရှိမလည်းပြောပြတာလဝကထုတ်တယ်ဆိုတာတကယ်မှတ်ပုံတွေအစစ်တွေ passport အစစ်တွေပါပြီးတော့ ကျွန်တော်တို့လေးချောင်းကနေပြီးတော့ထွက်သွားတာဒီ passport ကင်ထားတဲ့ဒီကောင်လေးလောက်ကနဲ့အကျန်ဖက်စစ်ခွေးတက်ကအာနာပိုင်းနေအကုန်ပေါင်းပြီးတော့လပေးလက်ယူလုတ်ခဲ့တာဖြစ်တယ်ကျွန်တော်မိသားစုရှင်းရှင်းလေးပါမသူတို့မသိကြအကြောင်းကိုမရှိတာဟုတ်ပြီသူတို့ကနေချင်းပြီး passport တွေမှတ်ပုံထွင်းနေလုတ်နိုင်တယ်နေချင်းပြီးတော့ကျွန်တော်မြန်မာနိုင်ငံသားတွေနေချင်းပြီးလုတ်လို့ရတာ လုံးဝရဘူးတဲ့သူရှိတယ်ဆိုတော့ကျွန်တော်ရဲ့ video comment မှာရေးပေးခဲ့တာကျွန်တော်ကိုနိုင်ရဲ့တည်ရတဲ့အကြောင်းအရာပို့လို့တိုင်းရင်းသားတွေဆိုပို့ဆိုးတယ်အချို့တိုင်းရင်းသားတွေစကားဝဲတယ်ဗျာမမာစကားကောင်းကောင်းမတက်ဘူးဗျာတောင်ပေါ် data မှာရှိတဲ့သူတွေဟိုဝင်းလန်ခေါင်တီးတဲ့နေရာတွေမှာရှိတယ်ကျွန်တော်တိုင်းရင်းသားတွေလုံးဝကတော့ special ရစ်တာအချို့ဆိုတနေကုန်လာဆောင်တဲ့တက်ကြီးတဲ့လူတွေထမင်းလည်းမစားရဟင်းလည်းမစားရ ဘာလို့လို့လို့မမသိဟိုလူကြည့်လိုက်ဒီလူကြည့်လိုက်ဟိုလူလညို့ထုတ်ဒီလူလညို့ထုတ်ဟိုယုံငန်းဝင်ခိုင်းလိုက်ဒီယုံငန်းဝင်ခိုင်းလိုက်အဲ့ဒါလေပတ်စံလဲယူသေးတယ်နော်လက်လဲယူတယ်ဒါပေမဲ့မလုပ်သေးတာအဲ့တော့နေချင်းပြီးလုံနိုင်နဲ့မပုံတင်နဲ့တွဲရပါ passport ပြီးရကျွန်တော်မြန်မာနိုင်ငံသားတွေပဲကျွန်တော်ရဗီဒီယိုကြည့်နေရင် comment လေးပဲရေးပေးခဲ့တာဒါပေမဲ့တရုတ်ကြားဖြန့်တွေကနေချင်းပြီးမပုံတင်ရော passport ရောရတယ်ပြီးရနဲ့ချက်ချင်းနဲ့နိုင်ငံသားကိုတရုတ်ဝင် ထွက်ခွာသွားကြတယ်မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသားမပုတ်နေတဲ့မြန်မာနိုင်ငံသား password ကင်ထားတဲ့မြန်မာနိုင်ငံသားအမိခံကမ္ဘာလူလိန်ဂိုင်းကြီးဖြစ်နေတာဟုတ်ပြီကြားဖြန့်ကြားဖြန့်နေလို့ဆိုလို့ကျွန်တော်မိသားစုပြောပါတော့နေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့ကျွန်တော်လူငယ်တွေကိုအသုံးချနေကမ္ဘာကြီးကိုလိန်ဖို့အတွက်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့လူငယ်တွေအလုံးမဲ့အကင်မဲ့ တမယိုးချလုတ်အကန်ဝန်တန်းဘာတစ်ခုမှအဆင်ပြေဆိုတော့အခုလူငယ်တွေကလည်းထဲလန့်လန့်ရှိလာတယ်နိပညာမိုင်းတွေလည်းထိမိခောက်မိလာဆိုတော့ငွေလွေလွေရမယ့်လုပ်ငန်းမျိုးတွေကိုအချို့မိဘတွေကပါခွင့်ပြုပြီးတော့လုတ်ခိုင်းနေကြတာဖြစ်တယ်။မြန်မာတကင်ရပိုင်းကကမ္ဘောဒီးယားမှာကျွန်တော်မြန်မာနိုင်ငံသားကြားဖြန့်လုတ်သားပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိတယ်ဆိုတော့စတန်တရင်းကြီးမြင့်လည်းထွက်လာတယ်။အဲ့ဒါအမှန်တရားတွေပါ တမားတော်နိုင်ငံမှာတော့အလောက်ထိကြားပြမြန်မာနိုင်ငံသားလုံသားတွေအများကြီးရှိနေတယ်ဆိုကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိတဲ့မြန်မာနိုင်ငံသားလုံသားအဖြစ်အုံချခံနေရတဲ့ကဘာကြီးကိုလိန်ခိုင်းနေတဲ့လိန်ခိုင်းခံနေရတဲ့ကြားပြန့်ကျုံတွေဘယ်နှယောက်တောင်ရှိမလဲမှန်းလားမှန်းစားကြည့်ပါကျွန်တော်မိသားစုဝင်နေဟုတ်ပြီ ချောပိုင်းကစားတွေဆိုရင်စကားမတက်ဘူးပို့ပြီးတော့ဆိုတယ်။အော်လေငောက်ခံရတယ်မနခင်စောကြီးကတွားလာမှာဟိုနေ့လာခဲ့ဒီနေ့လာခဲ့တခါလေးအဖိုးကြီးအဖွားကြီးတွေဘိုက်စာလုံးလုံးတဏီကုန်ထိုင်ဆောင်နေရတာမျိုးမျိုးဖုံဖုံဒုက္ခကြီးစွာခံစားခဲ့ရတယ်။အဆန်ပေးနိုင်တဲ့သူကိုကြတော့ရန်ကောင်းတယ်မပေးနိုင်တဲ့သူတွေကတော့အကောင်းဘူးမပုံရင်လဲမယ်ဆိုရင်တော့မှတလားလောက်ကြားတယ်၅သိန်း9သိန်း10သိန်းပေးရပါတယ်ဒါကမြန်မာနိုင်ငံသားဒါလက်ရှိပေါ့နော် ဖြစ်နေတဲ့အကြောင်းအရာတွေကိုတို့သတင်းပေးပို့ထားတာဖြစ်ပါတယ်။ကျိုင်းုံမြို့နဲ့လောက်ကမူဦးဝင်းကျော်သူမှာတဲ့ကျိုင်းုံမြို့မှာ၄နှစ်ကျော်ကြာမြင့်ပြီးတဲ့အထက်လူကြီးတွေကိုပေးကမ်းနိုင်တဲ့အတွက်အနေကြာနေတာဖြစ်တော့လောက်ကသတင်းအရင်းမြစ်ကဖော်ပြထားပါတယ်။ဟုတ်ပြီကျောင်းမိသားစုဝင်နေ။ကျောင်းနိုင်ငံရဲ့လက်ရှိဖြစ်ပျက်တွေပါ။ကျောင်းမိသားစုဝင်။ကျွန်တော်ဒါတွေကိုပြင်ဆင်ဖို့ဒါတွေကိုပြောင်းလဲဖို့ကျောင်းနိုင်ငံရဲ့အနာဂတ်ကလေးငယ်တွေ လူလိန်တွေတပါတော့သူတွေရဲ့ကြုံအဖြစ်အတုံးချမခံရဖို့ကျွန်တော်အားလုံးမှာတောင်းဝန်ရှိပါတယ်ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းဘောကြောင့်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ view ကိုဒီချက်ပုံကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လနဲ့ပေးစပေးကပေးကြောင်းနေတဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တဦးချင်းတဲ့ဘင်းနဲ့ကင်းရှင်းပါတဲ့လေးလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလိုက်ပါဗျာ